ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူမီအခုမေကွန်းရှင်ကမတ်တီတာပါမတ်တီတာဟုတ်ကဲ့ဆရာကြီး35နှစ်ပါဆရာကြီးဟုတ်ပြီဗျာမလေးရှားတဲ့ဘီစကွတ်ဆက်ယုံမှာလောက်ပါတယ်တဲ့ဘီစကွတ်ဆက်ဟုတ်ပြီမုတ်ဖုတ်တဲ့အပိုင်းမှာတဲ့အညွန်နာတော့ရှိပဲနော်ဟုတ်ကဲ့ဆရာကြီးဘာလို့ဆိုးတဲ့အညွန်နာမဟုတ်ပဲလို့ဟုတ်ကဲ့အညွန်နာတော့အညွန်နာပဲဟုတ်ကဲ့မေယူသီးညော်လို့လို့ဟိုငါးကြော်လို့ထပ်ပတ်ပေါ့နော်ထပ်ပတ်ညော်နေပါအဲ့မထောပတ်ညော်ဖြစ်လိုက်ပါလေဟုတ်ကဲ့ဆရာကြီး ဆရာကြီးမင်္ဂလာပါရှင်တဲ့ရှာမှာအနာလေးတွေဖြစ်ပြီးတဲ့ပျောက်သွားလိုက်ပြန်ပေါ်လိုက်ဖြစ်နေတာတဲ့နှစ်ပတ်ရှိပါပြီတဲ့ဟုတ်ပြီအဲ့ဒါသမီးကကိုလူရင်းလုံနဲ့ကိုကိုလုပ်ငန်းကိုကိုအလုပ်သဘောအရာပေါ့နော်အဲ့ပစ္စည်းတွေမီးရပြောတာရှိရှိနေမယ်ဟုတ်ကဲ့ဆရာနော်အဲ့လိုမီးတဲ့ခါကျတော့ရှင်မီးပြီးလို့ရှင်တဲ့ရှာပေါ်မှာထဲမထားပါနဲ့ချက်ချင်းလုံကြည့်ပြလိုက်ပါမီးပါဟုတ်ကဲ့ဆရာအလုပ်သဘောအရာမီးမီးပြီးရင်ရှာပေါ်မှာအဲ့ဒီရတဲ့အတိုင်းမထားပါနဲ့ ချက်ချင်းလှုပ်ခြင်းမျိုးအသက်ရှင်မလိုက်ပါဟုတ်ကဲ့ဆရာပြီးရင်ခွေးတော့ရဲ့မယ်စလီရဲ့ရနိုင်ရဲ့ဟုတ်ကဲ့ဆရာအဲ့ဒါလေးကိုပြုတ်ပြီးတော့ငုံပါဟုတ်ကဲ့ဆရာနောက်ကွန်ဒီလေးမြတ်ရမယ်ဆိုရင်ကွန်ဒီစိတ်ကလေးကိုလေဟုတ်ကဲ့ဆရာကွန်ဒီအစိတ်ကလေးကိုဟုတ်ကဲ့ဆရာအဆူဆူတော့ပူလို့ကောင်းတာပေါ့အဆူမရှိတဲ့အချောက်ပေါ့အဲ့စိတ်လို့ပဇာတိမှာငုံထားပြီးပါဟုတ်ကဲ့ဆရာသူကလေမုတ်ဖုတ်တဲ့နေရာကတဲ့တအားပူပါတယ်တဲ့အေးကန်းလေးကိုလည်းဝင်ရပါတယ်တဲ့ အေးကန်းလေတဲ့တအားအေးပါလေတဲ့အခုတဲ့နှာခေါင်းပိတ်ပြီးတဲ့အနက်မှာပျောက်သွားလို့ကုညီပါဦးရှင်တဲ့ဟုတ်အဲ့ဒါတော့အပူလေးနှစ်ခုချားတဲ့မှာတခုနဲ့တခုအကူမှာနည်းနည်းလေးနားပြရမယ်သူဟုတ်ဟုတ်ကဲ့ဆရာအပူကန်းနဲ့အေးကန်းသွားတဲ့အခါမှာဟုတ်နော်မင်းမင်းအနေငယ်ပေါ့နော်နားတဲ့ချိန်မှာဘာလို့ဆိုရေတောက်လိုက်အသက်ကိုနှာခေါင်းရှူတဲ့ဟုတ်ကဲ့ဆရာပါးစပ်ကပြန်ထုတ်ဟုတ်ကဲ့ဆရာနှာခေါင်းဝါးဝါးရှူတဲ့ ဟုတ်ကဲ့ပါဆရာပါဇက်ကပြန်ထုတ်ဟုတ်အဲ့လိုလေတန့်သွားအောင်ရှူသွင်းပြန်ထုတ်ရှူသွင်းပြန်ထုတ်လှုပ်ပြီးမှနောက်တစ်ခန်းကူပါလေနော်အဲ့အဆက်တွေနဲ့အကြော်တွေရှောင်စားပါအချင်းနဲ့အခါလေးကိုပြတ်တောင်းစားပြေသမီးတိတိတသာတက်တာပေါ့မှာပါလို့ပြောချင်ပါတယ်ညာဟုတ်ကဲ့ဆရာကြီးအနမ်းပြောက်သွားတာဆရာကြီးအဲ့ဒါလည်းပဲအဲ့နှာခေါင်းမှာ အမြင်အာယုံတို့အနံ့အာယုံတို့ဟုတ်ကဲ့ဆရာအကြာအာယုံတို့ဆိုတာ तू ကအယုံကျော်နဲ့ဆိုင်နေတဲ့ပြည့်အနံ့ပြောက်သွားတယ်ဆိုတာကတော့နှာခေါင်းရဲ့ဒီမမ်းမဆရာတို့မျက်မှတ်တတ်တဲ့တောက်နာမှာပေါ့နော်နှာသီးလေးတွေရှိတယ်အဲ့နှာသီးလေးရောင်တာလည်းဖြစ်နိုင်တယ်နှာသီးတစ်ခုချွေးနေဖြစ်နိုင်တယ်အဲ့တော့ရေလေးရှူရမယ်သူဟုတ်ကဲ့ဆရာရေရှူတယ်ဆိုတာရေကိုရှူသွင်းလိုက်လို့ရှိရင်အရှူမတတ်ရင်တီးပြီးတော့အဆိုးရောက်တာတယ် ရှူတယ်ဆိုတာတကယ်ရှူမလို့ရအောင်နော်ရေကွက်တဲ့ကိုရေထဲရေထဲပြီးတော့နှာခေါင်းအောင်တိတိပြီးတော့ဖြည်းဖြည်းနှာခေါင်းထဲကိုဖြည်းဖြည်းနဲ့ထဲဒီမျက်စိနှခုကြားလောက်ကိုရောက်ပြီဆိုရင်ရှေ့ဆက်မရှူနဲ့တော့ပြန်ညှစ်ထုတ်လိုက်ဖြည်းဖြည်းချင်းတိဖြည်းဖြည်းချင်းအတွင်းရှူမသွင်းနဲ့ဖြည်းဖြည်းဝင်သွားပြီရက်ဝင်သွားပြီတိတယ်ကိုယ်တော့တိနေပြီအထဲကိုရှူသွင်းနဲ့ အဲ့ဒီခုနဖြစ်တဲ့နေရာလားရောက်ပြီဆိုရင်ပြန်ညှစ်ထုတ်လိုက်ဟုတ်ကဲ့ဆရာအဲ့လိုလုပ်ပေးခြင်းအဖြစ်သမီးနှာခေါင်းရဲ့ဥစ္စာကတိတာတက်တာတော့ပါလိမ့်မယ်လို့ဆရာအကြံပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးသာဝနာခြင်းဘုရားရှင်ကြပါစီဗျာ